အလုံးမဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာနဲ့ຫນွယ်ရေးသားတဲ့တကွေတော့တွေ့ကြအောင်မြည်ဆိုတဲ့ဝိထုရဲ့အပိုင်းနှစ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အလုံးမဲနားဆင်ပေးကြပါအောင်ခင်ဗျာတကွေတော့တွေ့ကြအောင်မြည်အပိုင်းနှစ် ညသည်အတိုင်းမသိမောင်းနေလာပြေဝန်းကြီးမရှိသည့်ညမို့ကိုအယောင်အဝါကလေးတွေနဲ့ဟန်ရေးပြရမည်ညအချိန်မျိုးတွင်အင်မတန်လျှော်သော ခြေကလေးတွေကဘယ်ကို ရောက်ကုန်ကြသည်မသိမောင်းလာပြီလက်စတတ်တော့တောင်စီကမိုးရိပ်ထိုးနေကြပြီကို တငင်းပင်ရင်တွင်ဟေးထွေးမြင့်ထွေးမြင့်ကြလစ်သောကိုလုံးကိုယ်ရေကလေးကို က်နှစ်ဖက်ဖြင့်အသာဆွဲလှုပ်ရင်းထွေးမြေးနာမည်ကိုစိုးရိမ်စိတ်ဖြင့်တပွားပွားခေါ်နေသူမှာအသက်25နှစ်အရွယ်တန်မာထွားချိုင်းသောယောက်ျားငယ်တဦးဖြစ်ပေသည်နှစ်ခဏသုံးခဏကြာတွင်လက်များသည်နှွေးလာပြီးမျက်လုံးများပွင့်လာသည်ပိုဆောင်ကျူးမရှိသောညတွင်ဘာကိုမျှသူမမြင်ရတို့ရတွင် လူတယောက်၏ရင်ခွင်တဲသို့ ရောက်နေမှန်းတော့သူချက်ချင်းသည် ဂျုံကန်၍ထမြေပြုဟေးထွေးမြင့်တရိယာပြီလားငင်ငင်နေုံလေသူ့အပေါ်တွင်မိုးနေသောမျက်နှာကြီးကို ထွေးမြင့်ကမဲမဲတုံတုံကြီးအဖြစ်သာခက်ရီရီမြင်ရ၏တို့ရတွင် အလင်းအမောင်နှင့်မပတ်သက်သောထိုသူ၏အတန်အောကြီးကိုကသူနာကကောင်းစွာကြက်မိလျက်ရှိခြင်းကြောင့်စိတ်သက်သာရကြသွားသည့်လေတံဖြင့်မေးလိုက်သည် ဦးလေးကိုမြင့်ခိုင်လားအေးလေကွာငါပါကွာဒါနဲ့မင်းကဘလို့များဖြစ်သွားရတာလဲခမကျွန်တော်ဘလို့ဖြစ်သွားတာလဲဟုတ်လားဦးလေးမိကုံးကိုကြားရတော့အခါတွင်ထွေးမြင့်သည်သူကိုယ်သူလဲဘလို့ဖြစ်သွားမှန်းရေးရေးလဲလဲမတိတိလေးတန်ဖြင့်ခွန်တုံပြန်လိုက်ရင်ကျေပြန့်တော့ရှင်အုပ်အတွင်းမှထွက်လိုက်သည်အေးလေကွာ မင်းကဘာပြုတ်လို့မင်းနေတဲ့တယောက်လိုတတိမိတ်သွားရတာလဲ။ဟာဗျာကျွန်တော်ကိုမင်းနေတဲ့နဲ့တော့မနှိုင်းပါနဲ့ကျွန်တော်ဟာကျွန်တော်ဘလို့ဖြစ်သွားမှန်းတော့မသိဘူး။ဟေးဒီလောက်တောင်းဝဲလားသူရဲကောင်းကြီးပါလားကွ။ဟာဗျာဦးလေးကလည်းကျွန်တော်ကိုချစ်ရင်ဒီလိုမျိုးတော့မဆနဲ့ကျွန်တော်တေးရဲဘောမကြောင်ဘူးဘာမှမကြောက်ဘူး။ဒါကြောင့်လေကျွန်တော်ဘဘတို့ဖေဖေတို့နဲ့လမ်းသုံးကညောင်ဝင်းကို လိုက်သွားတာပေါ့။ ဒါငါတိပါတယ်အဲ့ဒါကျွန်တော်မကြောက်လို့ပေါ့ဒါပေမဲ့ဒီနေ့ရောက်တော့ဖြုံးကနေဆိုကျွန်တော်လက်ကိုလှန့်ဆွဲလိုက်တော့လန့်သွားတာပေါ့တခါဦးကြီးကိုမင်းတင်တို့ကိုလှန့်ခေါ်မဲ့လို့တော့ကျွန်တော်ပါဇက်ကိုပိတ်လိုက်ပြန်တော့ဖြန့်ကနေဆိုကျွန်တော်လည်းဘာဖြစ်သွားမှန်းမသိတော့ဘူးပေါ့ဘာဖြစ်သွားရမလဲကွာငါရင်ခွင်ထဲကို ကောက်ရိုးကလေးတပင်လိုပျော့ခွေကျလာတာပေါ့ဘာထွေးမြင့်ကအလန်တကြားအော်လိုက်တဲ့ဖြင့် ိုမြင့်ခိုင်ပင်တောင်တောင်မြောက်မြောက်ကြေးလိုက်မိဟဲ့ကောင်ဘလို့ဖြစ်တာလဲကွတိုးတိုးလောက်ပါမဟုတ်ဘူးကျွန်တော်ကိုဒီတင်းင်းပင်နောက်ကနေလှမ်းဆွဲလိုက်တာဥလေးလားအေးလေကွာဟာဗျာသွေးမြင့်ကစိတ်ပြက်စွာညင်ညူလိုက်ပြီးနောက်ဘာဆက်ပြောရမှန်းမသိငိုင်းနေသူကရှက်လဲရှက်လာ၏သူကိုယ်သူလဲစိတ်ဆိုးလာ၏ သူကဗာပြွ့၍များဒလောက်တောင်တတိနေရသည်နီးဦးလေးကိုမြင့်ခိုင်ကသူအားသွေးနေသည်ဟုအမှတ်ယူသွားမိကို သူအစိုးရင်ဆုံးမခံကျင်ဆုံးဖြစ်နေပါဦးဦးလေးကဗာပြွ့လို့ကျွန်တော်ကိုလှမ်းဆွဲရတာလဲနောက်ဆုံးတွင် သူကမကြေချမ်းနိုင်သည့်လေတံဖြင့်သူ့ခြေလွှာတောင်းခံလိုက်ကိစ္စရှိလို့ပေါ့ကွာဘာကိစ္စလဲမင်းငားနေလိုက်မလား အဲ့ဒါမေးမလို့စောင့်နေတာဘယ်လိုလိုက်ရမှာလဲဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွာငါနဲ့အတူတူလိုက်မယ်မလိုက်ဘူးဆိုတာပြောပါလိုက်မယ်ဗျာတရတော်ကို ဖြတ်သွားရမှာနော်ဟိုဗျာတရတော်မကလို့တင်းကြိုင်းမယ်ဖြတ်သွားသွားကျွန်တော်လိုက်မယ်ထွေမြင်ကသူ၏တတ္တိကိုကြောက်ွင့်ရမည်ဖြစ်သည်ဖြစ်စိတ်ထက်တန်စွာ ပြောဆိုလျက်ရှိအေးကြိုက်ပြီငါတို့ကတတ္တိရှိပါတယ် စွန်စားကျင်စိမ်ရှိပါတယ်။ဒါပေမဲ့တတိလိုသေးတယ်။လူတယောက်ဟာဘလောက်တတိရှိရှိတတိမရှိဘူးဆိုရင်စောစောကလိုအငိုက်ခံရတာပဲ။ကျွန်တော်နောက်ကိုတတိထားပါမယ်။အေးဟုတ်ပြီ။သွားကြစို့။တို့နှစ်ယောက်စလုံးနေရာမှထားလိုက်ကြသည်။အော်ခဏနေအောင်။မင်းတို့တခုတတိပေးအောင်မယ်။အခုဘယ်သွားတယ်ဘယ်သူနဲ့တွေ့တယ်ဘာလုပ်တယ်ဆိုတာတွေကို မင်းဘသူကမှမပြောရဘူးနော်မပြောပါဘူးအေးလာသွားကြစို့ခဏဦးလေးကျွန်တော်လက်နှိပ်တမ်းပြီးလာပါငါစီမှာပါတွေးမြင့်သည်ဇနေညအဖို့ဒုတိယအကြိမ်စွန်စားခြင်းခရီးထွက်ရပြန်လေပြီပထမအခေါက်တုံးကမူဘေးမထီရံမခခဲ့ပြီကျွမ်းမင်သာလန်းသည်တာမန်မြေလန်းတစ်ခုမြတ်သာဖြစ်ရာတံပြားပတ်ထားသော လဲပိန်တန်ကြောင့်ခြိုင်မြောင်များဖြစ်နေလေ၏အချို့နေရာတွင်တတောင်ခက်နေသောခြိုင်မြောင်များခက်စိတ်စိတ်ကလေးမြင်းပြိုင်နေသဖြင့်မိယထာတန်လန်းပေါ်တွင် လမ်းလျှောက်နေရသည်နှင့်တူလေသည်တို့ရာတွင် ကိုမြင့်ခိုင်တို့တူဤမှာဤရက်ဤဒေတာကိုအလွတ်ကျက်မှတ်မိနေပြီးမြင်းအမောင်တဲတွင်ပင်မဆိုးထားပြီးမျက်စိမှဲ့၍ပင်သွားနိုင်လာနိုင်ကြသူများဖြစ်ကြ၏သူတို့နှစ်ယောက်သည် ချုံမင်ကြီးအောက်သို့ရောက်သောအခါတွင်ချုံမင်သာလမ်းအတိုင်းမြောက်ဘက်သို့လျှောက်ခဲ့ကြခြင်းဖြစ်ထွေးမြင့်အနေနဲ့မူလွန်ခဲ့သည့်နှစ်နာရီခန့်ကချုံမင်သာလမ်းတောင်ဘက်သို့တွားရောက်ခဲ့ရပြီးယခုတစ်ချိန်တွင်မူမြောက်ဘက်သို့ခြေဦးလှည့်နေရပြန်ပေပြီးထို့ရာတွင်ဘယ်နေရာဘယ်စခန်းထိအောင်တွားရမည်ဟုကသူမသိချေသူအားခေါ်ဆောင်သွားနေသော ကိုမြင့်ခိုင်ကလည်း ပန်းတိုင်းစကန်းကို ဖွင့်ပြောခြင်းမရှိခြင်းသူကလည်းမေးမြန်းခြင်းမပြုဘဲတိတ်ဆိတ်စွာသာလိုက်ပါသွားလေကျုံမင်သာလန်း၏အနောက်ဘက်တွင်ညီညာစွာပေါက်ရောက်နေသောကြံပင်များသည်ညအမောင်တွင်ဆင်တရက်ခန့်မြင့်သောမြို့ရိုးတတိုင်းကြီးများနှင့်တူနေကြတော်၏အကယ်၍ကြံကင်းထဲမှသာဖြတ်သွားလျင်သူတို့ခြံတို့လည်းနီနီကလေးပင်ဖြစ်၏တင်ကြိုင်ကုန်းတို့လည်းနီနီကလေးပင်ဖြစ်၏ တို့ရာတွင်သူတို့သည်မြေမြဝေးလံသောခီးကိုသွားကြမည်မို့ဖြက်လန်းခီးအကြောင်းကို ပြောနေရသည်နည်းထွေမြင့်ကမူသူလေးမြေသည့်နေရာသို့ပင်သွားပါစေလိုက်ပါရန် ဆုံးဖြတ်ထားပြီးဖြစ်၏ရင်းအပြင်ထွေမြင့်သည် သူလေးအားမြေသည့်အရက်သို့မြေသည့်အမှုနှင့်သွားမည်နည်းဟုစုံစမ်းလိုသည့်ချက်လွန်ခဲ့သည့်နှစ်နာရီခန့်ကလမ်းသုံးကညောင်ပင်အောက်တွင်လှုပ်ဆောင်ခဲ့သောအကြောင်းအရာကိုသာ ဦးလေးဖြစ်သူနှင့်ဆွေးနွေးလိုစိတ်ပြင်းထန်နေပေသည်တွင်မြင့်သည်ဦးလေးများအနက်ကွန်မြင့်ခိုင်ကိုသာ အချစ်ခင်ဆုံးအလေးစားဆုံးဖြစ်လေသည်ကွန်မြင့်ခိုင်ကလည်းသူ၏တတိနှင့်စွန်စားစိတ်တို့ကို အမြဲတမ်းမြင့်တင်ပေးနေသူဖြစ်ရင်ကြောင်ပင်တစ်ချိန်တွင်သူ့မမေကဒီမဲမောင်မြင့်ခိုင်မာသားကိုတိတ်မြောက်ပေးမနေနဲ့ဒီကောင်ကလေးဟာငကူကမှတစောက်ကန်း ကိုမြင့်ခိုင်ကမူဘာမျှပြန်မပြောဘဲပြုံးနေခဲ့သည်သူကအကိုဖြစ်သူအားချစ်ခင်သလိုအကိုဤဇနီးကိုလည်းအမအရင်ခောက်ခောက်ကဲ့သို့လေးစားခင်မင်လေသည်ဦးလေးကိုမြင့်ခိုင်ဘာလဲကွမင်းပြင်းလာပြီလားမပြင်းပါဘူးဒါပေမဲ့ငါနဲ့စကားပြောချင်တယ်မဟုတ်လားဟုတ်ဟုတ်ကဲ့ဒါဖြင့်ပြောလေကွာဟုတ်ဟုတ်ကဲ့ တို့ရတွင်ရုတ်တရက်မို့ထွေးမြင့်သည်ဘာပြောရမှန်းမသိနောက်မှစောစောကကျွန်တော်တို့လမ်းသုံးကညောင်မင်းကိုဘာတော့လုပ်တယ်ဆိုတာဥလေးသိလားအင်းဥလေးဘာလို့မလိုက်တလဲမင်းဖေဖေနဲ့မင်းဘဘကမခေါ်ပဲခေါ်လေလိုက်မှာမှမဟုတ်ပဲဒါကြောင့်လဲမခေါ်တာဖြစ်မှာပေါ့ဥလေးကဘာလို့မလိုက်တာလဲဥလေးသိတယ်ဆို လမ်းသုံးကညောင်ပိုင်းမှာဘဘကတက်ကေတထောင်ကိုဂါထာတထောင်ဆုတ်တာအေးဘောကွာအဲ့ဒါဘာဒိတ်ပဲရှိတလဲရှိတာဘောဦးလေးရအဲ့ဒီဂါထာကိုဆုတ်ထားတဲ့တက်ကေကိုစောင်းထားရင်ဓာပြီးတယ်တနက်ပြီးတယ်အလကားပြောတာဦးလေးမယုံဘူးလားဟုတ်မှာမဟုတ်ပဲဘယ်ယုံမလဲကွာဖေးမြင့်မှာတော်တော်စိတ်ပြက်သွားသည် သူအင်မတန်စိတ်ဝင်စားမျှော်လင့်ထားသော လုပ်ငန်းတစ်ခုကို သူအထင်ကြီးကိုးစားသူတဦးက အလကားဟုပြောလိုက်ခြင်းသည် စိတ်သက်ကြစရာပင်ဖြစ်၏သူတို့မနဲ့ကြရင်ဆန်းကြလိမ့်မယ်။ဘာဆန်းမှာလဲ။အဲ့ဒီဂါထာဆုတ်ထားတဲ့တက်ကဲတထောင်ကို လက်ကင်ပေါ်ဝါနဲ့ထုတ်ပြီးဦးကြီးကိုမင်းတင်ကတနက်နဲ့ပြစ်မဲတဲ့ဘယ်မှာလဲ။ရေကြီးအင်ဂျင်တော့မှာ မင်းလိုက်တော့အောင်မလားလိုက်တော့မှာပေါ့အေးဒီလိုဆိုရင် တကယ်ပြီးတယ်မပြီးဘူးဆိုတာမင်းမျက်စိနဲ့တက်မြင်ရမှာပေါ့ငါပြောတာလည်းမယုံနဲ့မင်းဖဖေတို့ဘဘတို့ပြောတာလည်းမယုံနဲ့မင်းကိုယ်တိုင်မြင်တွေ့တာသာယုံကိုမြင့်ခိုင်း စကားမှာပြက်နေပြီဖြစ်သဖြင့်ထွေးမြင့်သည်နှုတ်ပိတ်နေလိုက်ရသည်တို့ရတွင်မကျေနပ်နိုင်သေးသဖြင့်အတန်ကြာသောအခါတွင် ဖေဖေတို့တက်ကြဲတထောင်ဟာဓာပြီးတယ်တနက်ပြီးတယ်ဆိုတာဦးလေးတကယ်မယုံဘူးလားနည်းနည်းမှမယုံဘူးဦးလေးတနက်မပြီးကြင်ဘူးလားအကိုကြီးနဲ့ဘာဘအတွက်ငတ်တူတော့ခတ်တော်တာပဲမင်းတို့အွေဟာခေါင်းထဲမှာဆွဲသွားလို့ရှိရင်တော်တော်နဲ့ချွတ်လို့မရတော့ဘူးဒီမဲထွေးမြင့်အမှတ်ထားမင်းကိုငါတစ်ခုပြောပြမယ်ငါပြောတဲ့စကားကိုမင်းအခုနားလဲခြင်းမှနားလဲမယ်ဒါပေမဲ့အမှတ်ထား တနေ့နေ့တော့နားလေလာလိမ့်မယ်ထွေမြင့်ကသူ့ဦးလေးပြောမည့်စကားကိုစိတ်အားထက်သန်စွာစောင့်မျှော်လျက်ရှိလေ၏လူတစ်ယောက်ဟာဓာပီတုတ်ပီတနက်ပီးနေလို့စွန့်စားဝန်တာဟာတတ္တိရှိတာမဟုတ်ဘူးဘာပြုတ်လို့လဲဆိုတော့သူဘာလို့လို့မတည်နိုင်ပဲကို တကယ်တော့သူ့မှာဘာမှမဖြစ်နိုင်တဲ့ဘေးဥပတ်မရှိတဲ့အလုပ်ကိုလုပ်တာဟာလေစွန့်စားတာမဟုတ်ဘူးစွန့်စားတယ်ဆိုတာဟာ ဘေးရန်ရဲတွေရှီမန်းတိရနဲ့သူ့ကိုကျိုးထိခိုက်နိုင်မှန်တိရနဲ့ဇွတ်လောက်တာဟာစွန့်စားတာပဲအဲ့ဒီစွန့်စားတဲ့နေရာမှာလဲဘာမှအကျိုးကျေးဇူးမရှိတဲ့အလုပ်တစ်ခုအတွက်ဘေးဒုက္ခတွေတဲကိုဇွတ်တိုးတာဟာလဲတတိရှိတာမဟုတ်ဘူးမိုက်မဲတာပဲမယူရဲတာပဲတကယ်တတိရှိရဲဆိုတာဟာ ကိုကျိုးအများအကျိုးအတွက်ဘလောက်ဘေးရန်ရဲတွေ ရှိပါစေမကြောက်မရွံ့မဆုံးမနစ်ပဲညောညောမြင်းမြင်း ကျွန်းကျွန်းကျင်ကျင်တိုးဝင်လာတာတကယ်တက်တည်ရှိတာပဲကဲဒါပဲမင်းအနေနဲ့ကောင်းကောင်းသဘောပေါက်အောင်မှတ်ထားဒါထက်ဆက်ပြောနေရင်လဲမင်းဘာမှနားလည်မှာမဟုတ်တော့ဘူးထွေးမြင့်သည် သူ့ဦးလေးပြောသော စကားများကိုတည်တည်ချာချာစဉ်းစားကြည့်နေ၏သူကငငယ်လေးကလေးကစဉ်းစားတတ်၏တို့ရတွင် ကိုမြင့်ခိုင်၏စကားများကို သူကောင်းစွာသဘောမပေါက်နိုင် သူ့အတက်ကအခုမှ၈နှစ်သာရှိသေး၏အတန်းပညာအဖြင့်တတိယအဆင့်တွင်သာရှိသေး၏အကြာမြင့်ဆို၍ဘဘဖေဖေဦးလေးတို့အကျိတ်နေညင်းခုံသောမြန်မာသည့်နိုင်ငံရေးစကားများကိုသာရောထွေးစွာ သိရှိကြရ၏လွန်ခဲ့သော၄၅လခန့်ကမှစတင်၍ကျောင်းတွင်သင်ရသောတောင်းဖက်စာအပြင်မြမအလင်းသတင်းစာဂျာနယ်ကျော်ဒဂုံမဂ္ဂဇင်းတို့ကို ဖက်ရကောင်းမှန်းတည်ခဲ့သည်။နဂနီစာအုပ်များကို ဆွဲလန်းနှစ်သက်ခဲ့ရသည်။တို့ရတွင်ဦးလေးကိုမြင့်ခိုင်ပြောသောစကားများကိုထွေးမြင့်သည်အကုန်စင်သဘောမပေါက်တော့လဲတလုံးမကြံနေပါခေါင်းထဲတွင်ဆွဲနေ၏။သူကမှန်ညံကောင်းသူညံထက်မြက်သူဟု အတန်းထဲတွင်ဆီယာမ၏ချီချူးခြင်းခံရသူတယောက်။တရတော်ဟု ဆိုစလောက်၏။နတ်တဲ့ သုံးလုံးတထောင်ဘီလက်ချင်ပေါင်းစသည့်အကောင်အဆိုးတရက်ပင်ပေါင်းတရာကျော်200နီးပါးမြှအကိုင်းချင်းရှက်၍ပေါက်ရောက်နေကြခြင်းဖြစ်သည်ရင်းတရက်တော်ကိုကလာတူးကပဲပိုင်တလိုလိုတရုတ်တူးကပဲဆိုင်တလိုလိုပြောကြတော့လဲအကာရန်ဝါလဲမရှိအဆောင်ရှောက်ကင်းလဲမရှိတရက်တိလိုင်လိုင်ပေါ်ချိန်ဝဲအစိမ့်ပဲဖြစ်ဖြစ်အမဲ့ပဲဖြစ်ဖြစ်လင်းကားလုံးလောက်ခူးယူ၍စားတီကိုတော့ ြည်သူကများလာ၍မတားမြစ်ခဲ့စဘူးတရတော်ထိတ်မှရောက်လာကြသောအခါကိုမြင့်ခိုင်ကရင်းတရတော်ထဲမှဖြတ်သွားရန်လမ်းကြောင်းဥတီလိုက်သည်လက်နှိတ်တံမေးရောင်ကိုခတ်ဝေးဝေးသို့ရောက်အောင်တစ်ချက်ဝှေ့လိုက်သည်တရတော်ထဲကဖြတ်သွားမလို့လားအေးလေကွာမင်းကြောက်လို့လားမကြောက်ပါဘူးတင်ချိုင်ကုန်းထဲကတောင် ဖြတ်သွားဝင်သေးတယ်ပြောရင်ဆိုရင်ဖြင့် ထွေးမြင့်သည် အနောက်ဖက်မြမသင်းချိုင်းစီသို့ခြေလိုက်သည်။ဘာမျှတဲတဲခွဲခွဲမမြင်ရ။တို့ရတွင်ညီတိနေရတွင်ညီတိအုပ်ကူရှိသည်ကို သူသိ၏။လွန်ခဲ့သည့်ခုနှစ်ရက်ကပင်တငယ်ချင်းတတိုက်နှင့်ငှက်ပြေရောက်ခဲ့ဘူးသေးသည်။အလောင်းအစာပြုလို့၍တငယ်ချင်း၃ယောက်လာရောက်ခဲ့ကြခြင်းဖြစ်၏။အစိမ့်မတွေ့ခဲ့ရ။ကိုမြင့်ခိုင်နှင့်ထွေးမြင့်သည် ဘေကျင်းရှင်၍တရတော်တဲ့သို့ဝင်သွားကြလေ၏ကိုမြင့်ခိုင်၏ညာလက်သည်ထွေမြင့်၏ညာဘက်ပခုံးပေါ်တွင်ရှိ ထွေမြင့်ကလည်းသူ့ဘဲလက်ဖြင့်ဦးလေး၏ခါကို အသာဖတ်ထားလေသည် အမလီထွေမြင့်ကလှုပ်ခနဲအတန်ကုံအော်လိုက်သည် သူ့ကောင်းပေါ်မှငှက်များဝယုံသုံးကားပြန်သွားကြသည်တိတ်ကန်းချောင်းများကြလာကုန်၏ တောအစတွင်အိမ်ငိုက်နေသော ခွေးများထထောင်ကြ၏လမ်းလေတွင်ရန်နာနေသော အလေလွန်နွားဥတုပ်သည် လန့်ပြေးကြလေ၏ညသည် ရောက်ရက်ဆန်သွားသည်မြေကြီးပေါ်သို့ ကိုယုတ်ကားရလဲကျသွားသော ထွေးမြင့်ကို ကိုမြင့်ခိုင်ကအလင်းမြန်ဆွဲထုတ်လိုက်သည်ဘာဖြစ်တာလဲကွထွေးမြင့်ကပြန်မဖြေသေးပဲတစုံတစ်ခုကိုငုံ၍ကောက်လိုက်သည်ထို့နောက်ကိုမြင့်ခိုင်အားပေးလိုက်သည် ဘာလဲကွာတရသည့်လေတရသည့်တက်နေမိတာကိုများဒါလောက်អော်ရသလားတရသည့်တက်နေမိလို့អော်တာမဟုတ်ဘူးဖြုံးကနေလိမ့်သွားတော့လန့်ပြီးអော်မိတာပေါ့မင်းမသတိမရှိဘူးအသိငယ်တာလဲဖြစ်ချင်းဖြစ်မယ်ကိုမြင့်ခိုင်ကရှင်းတော့အမှတ်ချက်ချလိုက်ရာထွေးမြင့်သည်စကလုံးဖြင့်ပြန်လဲခြေပနိုင်ခြင်းမရှိတော့လဲစိတ်ထဲမှာမူအတော်ပင်မကြေမနက်ဖြစ်နေ၏ ယနေ့တညထဲမှာပင်နှစ်ကြိမ်တိုင်တိုင်သတိလက်လော့လန့်ဖြတ်သွားမိသည်ကိုဦးလေးကိုမြင့်ခိုင်မြင်တွေ့သိရှိသွားရသည့်အတွက်ခံရခံနေ၏နောက်တစ်ခါဦးလေးရှိ၌မထိတ်မလန့်မိစယုံသာမကမိမိစိတ်ဓာတ်ကြံ့ခိုင်တတိရှိကြောင်းပြသမည်ဟုစိတ်ထဲတွင်ချိန်ဝါထားလိုက်မတော်နိုင်အောင်ခွေးတွေဟောင်းနေတာ မကြဘူးလားတရက်ကွက်လုံးကိုမင်းနှုံးမလို့လားထွေမြင်က မကြောင်မယွန်းသည့်အမူအရာဖြင့်ရှေ့မှတယောက်တည်းသွားမည်ပြုတွင်ကိုမြင့်ခိုင်ကသူ့ကိုဖမ်း၍တားထားလိုက်ပြန်၏သူတို့နှစ်ယောက်နေရာတွင် မလုံမရှက်5မိနစ်ခန့်ရပ်လိုက်ကြသောအခါတွင်ဟောင်းနေသော ခွေးများသည်တိတ်ဆိတ်သွားကြတော့၏ညသည် ပြန်လည်ငြိမ်သက်သွား၏ထိုအခါမှသူတို့ခီးဆက်ပြပြန်သည်မြေပြင်ကိုရှက်၍လေတစ်ချက်ဝှေ့လိုက်ရာ တရတော်ထဲမှထွက်လာသောသူတို့နှစ်ဦး၏မျက်နှာကို ဖုံများက လာ၍မိတ်ဖွဲ့ကြ၏ကျွန်တော်တို့အခုဘယ်သွားကြမှာလဲဦးလေးနောက်ဆုံးတွင် မောင်ဦးနိုင်တော်သဖြင့်ထွေးမြင့်ကမေးလိုက်သည်ပြောမှာဘောကွာဘယ်ကိုသွားမယ်ဆိုတာတည်းမကဘူးမင်းအနေနဲ့ဘာလုပ်ရမယ်ဆိုတာပါပြောမှာပေါ့ကျော်မင်းလက်နှိပ်တမ်းပြီဒါပေမဲ့လုံးဝမတုံ့ပဲနေနိုင်ရင်တားကောင်းသေးတယ် ကျွန်တော်ဘာလို့ရမှာလဲဦးလေးချွေမြင်ကစိတ်လှုပ်ရှားစွာ မေးလိုက်သည်ဝန်တော်ဦးကျော်ညွန့်အိမ်တည်သလားကိုမြင့်ခိုင်ကလန်ဒလန်တဲသို့ချိုးဝင်ရင်းမေးလိုက်သည်အော်တည်ပြီဦးလေးကိုမြင့်ခိုင် အခုရင်ရင်မြစီသွားမလို့လားဘာကွ အော်ကတော့ကတော့မရင်ရင်မြဒေါ်ရင်ရင်မြနေစမ်းပါဦး ော်တော်မမခေါ်တာအေးမကြည့်ပါဘူးရင်ရင်မြစီသွားမယ်လို့မင်းကဘသူကပြောတယ်လဲအခုပဲဦးလေးပြောနေတာမဟုတ်လားငါပြောတာကဥကျော်ညွန့်အိမ်မင်းတည်သလားလို့မေးနေတာပဲအတူတူပေါ့မမရင်ရင်မြကဥကျော်ညွန့်တမိပဲဦးလေးဟာမမရင်ရင်မြကိုပိုးနေတာပဲဖင်မြင်ကသူတိတ်ထားသည်များကိုဒိုးဒိုးတောက်တောက်ပြောချလိုက်ကြည်စမ်း မင်းတို့ဒါတွေဘာလို့ပြောထားတယ်လဲဦးလေးကိုအံ့မောင်ကိုမြင့်ခိုင်သည်အတန်ကြာငြိမ့်သက်နေပြီးမှဒီเจ้าတွေမင်းဘာလို့ကိုလျှောက်ပြောသေးတယ်လဲမပြောပါဘူးဦးလေးကိုအံ့မောင်ကလည်းဒီเจ้าကို ဖေဖေတို့ဘဘတို့ကို မပြောရဘူးတဲ့ပြောရင်အသည့်ပဲတဲ့နေပေါင်းဒီကောင်ကဘာပြုတ်လို့မင်းကိုဒီเจ้าတွေ ပြောရတာလဲသူကမပြောပါဘူးကျွန်တော်ကမေးတာပါ မင်းကဘလို့ကစပြီးမေးတာလဲတနင်္ဂနွေနေ့တုန်းကဈေးတောင်မှာမမရင်ရင်များကဦးလေးကိုစားတဆောင်ပေးလိုက်တယ်မဟုတ်လားကျွန်တော်ဗလီတဲကနေမြင်လိုက်တယ်ခွေးမသားအဲ့ဒါဘာပြုလို့ငါ့ကိုတိုက်ရိုက်မမေးပဲအဲ့မောင်ကိုသွားမေးရတာလဲသူနဲ့အရင်တွေ့တာကိုတော်ပါကွာဟဲ့ဒီမှာထွင်းမြင်ဒီအောင်းတွေကိုမင်းအကိုကြီးတို့ဘဘတို့ရှိမှရောင်းလို့သွားပြီးပါဇက်မဟလိုက်နဲ့နော် မုံမီလောင်ကုန်ကြလိမ့်မယ်။ငါလဲတက်တာမှမဟုတ်ဘူး။ကြလား။ဟုတ်ကဲ့။ကဲတော်တော့ကြောက်ခါနေနေပြီ။ဝန်တော်ဦးကျော်ညွန့်၏အိမ်ဒီလမ်းဆောင်တောင်းတစ်ခုတွင် ရှိလေသည်။နှစ်ထပ်ပြင်တော်အိမ်ဖြစ်၏။နေလေကင်းဆိုလျင်သွန်မိုးနေနေကြည်သည်ထင်းနေ၏။ညကားတွင်မူအင်ဂျီတလုံးသည်မောင်ဝါဝါသာရှာမပူရာဘက်တွင်လက်မိများမရှိတော့လဲညုတ်တိရက်ွက်တင်က လမ်းမီကလေးများသည်လက်ွယ်နေညာအမောင်တို့ကို ခုခံတိုက်ခိုက်လျက်ရှိလေ။ကိုမြင့်ခိုင်တို့တူဝီးမှအလင်းရောင်ကို အလိုမရှိကြသဖြင့်မောင်ရိတ်ကိုခိုး၍အင်ဂျီအနီးသို့ချင်းကပ်သွားကြလေ။လမ်းဆောင်လမ်းမီတိုင်းသည်အိမ်ဤတစ်ဖက်တွင် ရှိနေသဖြင့်အိမ်တစ်ချမ်းသည်လင်း၍အိမ်တစ်ချမ်းသည် အမောင်ရိတ်ထိုးလျက်ရှိ။ကိုမြင့်ခိုင်တို့သည်မောင်သောအချမ်းဘက်သို့ကပ်မိသောအခါတွင် တတိကြီးစွာဖြင့်အတန်မကြအောင် ရွေးရှားလျက်ရှိကြ၏တေတာဝင်းထရန်เจ้าများကိုကန်၍ဇတင်းပေါက်တစ်ခုနှင့်တဲ့ရာသို့သွားနေကြ၏ခြံဝင်းအတွင်းဘက်တွင် ရွှေတင်းကားပင်များငွေပန်းပင်များရွက်လှပင်များစိုက်ပျိုးထားသည့်ကို တွေ့ရ၏အပင်ကြီးဆို၍ကွန်တီပင်နှစ်ပင်သာရှိ၏ရှင်ကွန်တီပင်နှစ်ပင်ကြားမှကြည်လျင်ကိုမြင့်ခိုင်အလိုရှိသောတတိယပြတင်းပေါက်ကို တန်တန်မမတွေ့ရှိရ၏ကိုမြင့်ခိုင်ကလက်ပတ်နာယီကိုကြည့်လိုက်ရာနာယီပြန်နှစ်ချက်ထိုးဖို့မိနစ်နေငယ်သာလိုတော့သည်ကို တွေ့ရ၏ရင်းချောင်းသူသည် ထွေးမြင့်အားတတိနှစ်နေရန် အချက်ပြလိုက်ပြီးနောက်ငွေတွန်တန်နှင့်တူအောင် လေသုံးချက်ခြုံလိုက်သည်ခဏကြာတွင်ပြတင်းပေါက်ပွင့်လာသည် လူရိပ်တံတန်တစ်ခုဘိုးတော်ဝမြင်ရသည်ကိုမြင့်ခိုင်က လက်ကင်ဘဝဖြူလေးကိုဝှေ့ရန်၍အချက်ပြလာ၏ချက်ချင်းဆိုသလိုဒရင်ပေါက်တွင်လည်းလက်ကင်ဘဝဖြူလေးတစ်ခုသည် လိပ်ပြလေးတစ်ကောင်လိုတောင်ပန်ခက်လျက်ရှိလေသည်ရှင်းနောက်ဒရင်ပေါက်ပြန်ပိတ်သွားသည်အဲ့ဒါဘာလုပ်နေတာလဲဦးလေးမြင်တွေ့နေရသည်များကိုမိတို့များ နားမလဲတော့ထွေမြင့်ကမေးလိုက်သည်တိတ်တိတ်နေလာတော့ကြစို့ ကုမြင့်ခိုင်သည်ထွေးမြင့်၏လက်ကိုဆွဲ၍အိမ်ရှိဘက်သို့ခတ်တုတ်တုတ်ခတ်ကုန်းကုန်းလျှောက်သွားနေ၏အိမ်ရှိဝင်းစီယိုသို့ရောက်သောအခါခြံဝင်းအပြင်ဘက်မှကပ်၍ပေါက်နေသောတရပင်အောက်သို့ရောက်မှရက်တန်လိုက်သည်ထို့နောက်ဝင်းစီယိုဖြစ်သော နှစ်တစ်လက်မှတက်သားကြောင်းများကြားမှချောင်းမြောင်း၍အိမ်တကားကြီးစီသို့ဆူဆိုက်ကြည့်တော်၏များမကြာမီအိမ်ရှိတကားပွင့်လာသည်ရှင်ရင်မြသည် တကားကိုအတံမကြောင်အောင်ပြန်စီထားလိုက်ပြီးနောက်ဝင်းတကားစီတို့လျှောက်လာသည်ရှင်ကိုမြင့်ခိုင်ကခတ်အိုးအိုးအတံပေးလိုက်သည်ရှင်ကိုမြင့်ခိုင်အဲ့ဒီမှာနေနေအောင်ရှင်လာခဲ့မယ်ရှင်ရင်မြသည်လက်ထဲတွင်ပါလာသောတော့ဖြင့်ဝင်းတကားတော့ကလောက်ကို ဖွင့်လျက်ရှိသည် အရေးထဲတွင်လွယ်လွယ်ကူကူဖွင့်၍ရပုံမရှိချေး စိတ်မရှိစွာစောင့်ဆိုင်နေရသူများဖို့တနာဤကြောကြောတောင်းကြားသွားပြီးဟုထင်ရသောအချိန်တွင်၆ခနဲ့အတန်ဖြင့်တော့ပွင့်သွားသံကြားရသည်အမျိုးသမီးသည်ဝင်းတကားကိုအတန်မမီအောင်ဖွင့်၍ထွက်လာပြီးနောက်ကျန်းစေထားလိုက်သည်ထို့နောက်ကိုမြင့်ခိုင်တို့ရှိရာတရပင်အောက်သို့တွက်လက်စွာပြေးဝင်လာ၏ကိုမြင့်ခိုင်ကရှင်ရင်များ၏လက်တစ်ဖက်ကိုလှမ်းဆွဲ၍ကြိုးစိုးလိုက်သည် အမျိုးသမီးလက်များသည်ဆက်ဆက်ဆက်တုံးနေပြီးသူမ၏ရင်ခုန်တန်သည် ထိတ်လန့်ပွေရာဒုရိယာတစ်မျိုးတိမုတ်နေသည်နှင့်ကိုဖြင့်ရင်ဆောင်မှဆောင်နေပါမလားလို့ရင်တထိတ်ထိတ်နဲ့အသေးချာကြီးချိန်ထားပြီးတော့မှရင်ကလေးကိုဖျက်ပါမလားပို့ရောပါမလားကိုခံရဲ့ဒါပေမဲ့ဒီလိုတွေ့ကြရတာဟာအနေရကြီးလာတယ်ဒတိကအေးဆက်ပါပြီးတဲ့နဲ့ပြီးတော့ဒတိက အိယာကနိုးလို့ရှိရင်လဲအိမ်ထဲဝင်းကိုရှောက်ပြီးဆစ်ဆေးတယ်။ရင့်ကိုချမိမှာတော့ဘလို့ခက်ခဲပဲရှိရှိအန်ဒီရဲပဲရှိရှိ ရင်ဆိုင်ရတော့မှာပေါ့။တို့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 ဒါထက်တို့ရင်တော့စကားပြောလို့ကိုရတော့မှာမဟုတ်ဘူး။ဒါဒီကတိတ်နားပါတယ်။ဒါဖြင့်ကိုတို့နှစ်ယောက်ခုလိုခက်ခက်ခဲခဲတွေ့ကြပြီးမှဘာစကားမှမပြောဘဲနေရတော့မှာလား။ ကိုမြင့်ခိုင်၏အမေကြောင့်ရင်ရင်မြသည်ခေါင်းကုပ်သွားရ၏ဒါဖြင့်ဒီလိုလို့ဟိုကန်းကော်ပင်စုလေးကိုသွားကြရအောင်ဟိုမကူရလဲလာပါကွယ်ဟိုမှာဆိုအေးလူလူပြောချင်ရပြောနိုင်တယ်ပြန်မာတော့လာကိုရဲချန်ကြီးစီရရင်ရဲခဲတော်ခဲစစ်တွေ့ရပြီမှဘာမှမပြောမဆိုရပဲပြန်ရတော့မှာလားဘာတွေများပြောစရာရှိလို့လဲကိုရဲ့ မိမမေးတဲ့ပလီရင်ရဲ့တ냐လုံးပြောတာတောင်ကုံမှာမဟုတ်ဘူးအမလီဒီလောက်လေမတဲလိုက်ပါနဲ့ကဲပါတွားရင်လေမြ мян တွားဟိုကြရင်လေပြောစရာရှိတာမြ мян ပြောပါတော်ကြနေဒက်တီနိုးလာလိုက်မယ်ကဲလာဒါဖြင့်တွားကြစို့ဩခဏနေဦးကိုမြင့်ခိုင်ကထွေးမြင့်ကိုတရိယာသဖြင့်ရင်ရင်မြပကုံးလေးကိုဖက်၍ဆွဲတာထားလိုက်သည်အမျိုးသမီးကလည်း ယခုမှပင် ထွေးမြင့်ကိုသတိထားမိသဖြင့်ကိုမြင့်ခိုင်၏လက်မှအသာယုံထွက်လိုက်သည် ထွေးမြင့်ကမူဘာမှမပြောနိုင်ပဲပါဇက်ဟောင်းသားဖြင့်ချစ်သူနှစ်ဦးအားငေးဆိုင်ကြည်နေလိုက်သူကဘာတူလဲအကိုကြီးလွန်းနိုင်ရဲ့သားလေးဩတိပီတိပီ အကိုခန့်ရဲ့သူက လူကြောပဲရင်သူ့ကို သူတို့ကြောင်းပြေးခုံပွဲတုန်းကဂယုထားပြီးကြည့်ခဲ့ဘူးတယ်အကိုတူက ူတို့တက်မှာတော့ဘိုးပဲသူ့ဦးလေးနဲ့တူတာကို ဟုတ်ပါတယ်ရှင်ဘသူကမှမငင်းပါဘူးအမျိုးသမီးကရှင်ပြစွာရေမော့လိုက်ပြီးမှအချိန်လေးကိုရုတ်တရက်တရိယကပါဇက်ကိုသူ့ဤလက်ဖဝါးနုနုကလေးဖြင့်အုပ်လိုက်သည်တို့ဟိုဘက်ကိုခဏတော့အောင်မယ်မင်းဒီမှာတယောက်တည်းနေရခဲ့ရပါမလားဘာလို့မနေရရမှာလဲနေရတယ်ကိုမြင့်ခိုင်အမေကို ဖေမြင်ကဇင်ကော့၍ဖြေလိုက်သည်အေးဒါဖြင့်ငါတို့သွားအောင်မယ်အိတ်ကင်လည်းမနေနဲ့ဦးအချိန်လေးကိုအသာအကဲခန့်နေအိမ်ထဲလူနိုးတန်ကြားရင်တို့ကိုလာပြောလဲကြားလာစိတ်ချပါဖေမြင်ကရဲတင်းစွာ အာမခံလိုက်သည်ကဲသွားကြစို့ကိုမြင့်ခိုင်နဲ့ရှင်ရင်မြသည် လက်ချင်းတွဲ၍ကလေးသူငယ်နှစ်ဦးပမာလမ်းကိုဖြတ်ပြေးကြလေ ာဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း၃ကိုလည်းစောင့်မျှော်နာဆင်ပေးကြပါအောင်ခင်ဗျာ